ပြန်ပြီးစဉ်းစားမိတယ်ပေါ့တခါလေကြာရင်ကျွန်တော်တို့ကဘယ်လိုမျိုးခံစားလဲဘယ်လိုထင်လဲဆိုတော့ကိုယ်သက်တာကိုယ်ကထာဝရသက်ကဲတခြင်းရပြီးပြီဆိုရင်ခရီးရန်တယောက်ဖြစ်ပြီးဘုရားကျောင်းလာတယ်တနည်းနည်းတစ်ပတ်တိုင်းဘုရားကျောင်းလာတယ်အလူငွေထည့်တယ်ဆေဖို့တို့ပေးတယ်ပြီးရင်ပြန်သွားတယ်တပတ်တောင်လို့ကိုလို့ဆရာရှိရလုပ်တယ်ပြီးရင်ပြန်လာတယ်ဒါကကျွန်တော်တို့တော့ပြီးပြီလို့ထင်တယ်ဆိုတော့ကျွန်မကိုယ်တိုင်လည်းအဲ့လိုမျိုးပဲအာတော်တော်နှိမ့်ကြကြတော်တော်များများဖြတ်တန်းခဲ့ဘူးလေဒါပေမဲ့အဲ့ဒါမပြီးပါဘူးဆိုတော့ဒီမှာထိုင်နေတဲ့သူတွေထဲမှာတချို့မိသားစုတွေမပြောင်းလဲသေးတဲ့သူတွေရှိတယ် ဆိုဒီမှာထိုင်နေသူတွေထဲမှာတချို့အာလူမြောက်များစွာတဲ့ယက်တည်နေရတဲ့သူတွေရှိတယ်ဒီမှာထိုင်နေသူတွေထဲမှာတချို့ကုမိသားစုတို့ကိုယက်တည်နေတဲ့သူတွေရှိတယ်ဒါပေမဲ့အဲ့ဒီအရာတွေကကျမတို့ကိုဖျားကဒီတန်ရွေးချယ်လာတာဖြစ်တယ်ဆိုဂုဏကလည်းနောနီကပေါ်လူရဲ့အတ္တအဖြစ်ဖျားစကားပြောသွားတာဖြစ်တယ်ဆိုပေါ်လူတ္တမှာဖျားကသူ့ကိုရွေးချယ်လိုက်တဲ့အခါမှာရွေးချယ်ခြင်းနဲ့အတူတူသူခိုင်းတဲ့ဖျားရဲ့ခေါင်းလေးကအတူတူပါလာတာဖြစ်တယ်ဆိုတော့ ုဘုရားခေါ်တဲ့ကမှာလူမျိုးတကာအတွက် तू ဟာအင်္ဂလိပ်တရားကိုတည်ဆောက်ဖို့တော့ဘုရားခေါ်တာဖြစ်တယ်။အဲ့ဒီလူမျိုးပဲဒီနေ့ဒီမှာထိုင်နေတဲ့ YCM မှာရှိတဲ့အသင်းလူမိသားစုတွေအားလုံးကိုလည်းဘုရားကဒီနေ့ဒီနေ့အားလုံးကိုဘုရားခေါ်နေဖြစ်တယ်။ဆိုတော့ကျွန်မအဲ့ဒါကိုတကယ်စိတ်ထဲမှာနက်နက်ရှာရှာတကယ်ခံစားရတယ်။ကျွန်မတို့ဒီနေ့ဒီမှာစမ်းနေနေတရက်လာပြီးကျွန်မတို့ထိုင်ယုံနဲ့ဘုရားရဲ့ခေါ်လေးမပြည့်ဘူး။ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်မကျန်းစာထဲမှာရှိတဲ့အာလူနှစ်ယောက်နဲ့ကျွန်မဒီနေ့အာနည်းနည်းလေးပြန်ပြီးတော့ဝင်ပြချင်ပါတယ် ဆိုတော့အာကျမတကယ်စိတ်လှုပ်ရှားတယ်အခုဒီမှာရက်နေရက်နေကိုကျမစိတ်လှုပ်ရှားပါစိတ်လှုပ်ရှားဆိုဒီမှာခံရတဲ့သူတစ်ယောက်ချင်းစီအတွက်ဖရားခေါ်လေးရှိတယ်တကယ်ပြောတာပါအဲ့ဒါကကျမတို့ဒီမှာဒီနေ့ခံရနေတဲ့ဒီနောက်ကဘတ်ကိုကြားတဲ့ချိန်မှာဖရားမိတ်ဆွေကိုစကားပြောပါစေဆိုတော့ကျမတို့ဒီမှာခံနေရင်းနဲ့ဖရားခေါ်လေးမပြေပါကျမတို့အတွက်ဖရားရဲ့တီးတန့်ခေါ်ရတဲ့ calling ကိုပြည့်စုံဖို့အတွက်ကျမတို့မတည့်ရဖို့ဖရားစကားပြောနေတာဖြစ်တယ် ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်မစမ်းစာနဲ့စမ်းစာတွေကကျွန်မအာလူပုံပုံနှစ်ယောက်နဲ့ကျွန်မအာပေါ်ပြအာစကားပြောချင်ပါတယ်လို့အဲ့ဒါနံပါတ်1ကတော့ကျွန်မတို့ရှင်မတ်တဲ့ခရုနဲ့ခန်းကြီး3ရှင်မတ်တဲ့ခရုနဲ့ခန်းကြီး3ခန်းငယ်1ကနေ6ဖြစ်ပါတယ်လို့အဲ့ဒါဘုရုသက်တာလဲဆိုတော့ကျွန်တော်တို့ဘတ်တီဆန်ဆီယာယောဟန်ရဲ့သက်တာဖြစ်ပါမယ်။အဲ့ဒီဘတ်တီဆန်ဆီယာယောဟန်ရဲ့သက်တာအဖြစ်အာဖခင်ကျွန်တော်ကိုစကားပြောတာဖြစ်တယ်။ဆိုတော့ ရှင်မတဲ့ခရစ်ဝင်ခန်းကြီး၃ခန်းနဲ့တိတ်ကနေ6တိဖြစ်ပါလေလို့တွေ့တယ်ဆိုရင်ကျွန်တော်တို့အတူတူဖတ်ရအောင်ထိုကာလအခါဗတ္တိဇံဆရာယောဟန်ဒီပေါ်ထွန်းလင်ကောင်းကင်နိုင်ငံတော်သည်တည်လူနေပြီးထိုကြောင့်နောင်တရကြလောဟုတောယူရာတော၌ဟောလေ Prophet Hesaya ဟောဘူးဒီကတော၌ဟစ်ကြောသောသူ၏တံမှာ ထာဝရဘုရားကြွတော်မူရာလမ်းကိုပြကြတော့လမ်းခီတော်ကိုဖြောက်စင်ကြတော်မူသောအချက်၌ထိုယောဟန်ကိုဆိုလိုသည်ယောဟန်သည်ကလောက်မွေးကိုညတ်တော်အဝိကိုဝေးရခါ၌တည်ရကပန်းကိုစီးရကြိုင်းတော်နှင့်တော၌ဖြစ်တော်ပြားရီကိုစားရနေ၏ ထိုအခါယေရုရှလင်မြို့မှစ၍ယူရာပြည်သူပြည်သားယော်ဒန်မြစ်နောက်မှနေတော်သူအပေါင်းတို့သည်ယောဟန်ထံသို့ထွက်သွား၍မိမိတို့ပြည်များကိုပေါ်ပြလျက်ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံကြသည်ပြောမယ်ဆိုရင်ဒါကတမန်ကျမ်းစာမှာဆိုရင်ရှင်ယောဟန်ရှင်ယောဟန်အသက်တာကကျမ်းစာအသေးဟာပေါ်ပြတဲ့ဟာတကယ်ကြီးကြီးမားမားမဟုတ်ဘူးတည်တည်လေးပဲဖြစ်တယ်ဆိုတော့ယောဟန်ရဲ့အကြောင်းကိုပြောတဲ့အခါမှာတချို့အနေနဲ့ background ကို မတိတာလေးလည်းရှိနိုင်တဲ့အတွက်ကြောင့်ကျွန်မယောဟန်ရဲ့အကြောင်းကိုသေချာသိချင်တယ်ဆိုရင်ကျွန်တော်တို့လုကာခန်းကြီး1ကိုကြည့်လို့ရတယ်ပေါ့နော်လုကာခန်းကြီး1အာဒီနေ့ကတော့နော်ညီလေးကျွန်မလေးအောင်နော်ကျန်းစာကျန်းစာဖတ်ဖြစ်သွားအောင်လို့ကျန်းစာလေးများကြီးဖတ်ခိုင်းတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်အာဒါပေမဲ့လည်းသူ့ရဲ့ background လေးကိုသိမှကျွန်တော်တို့ချိတ်မိမှာမလို့တော့ကြောင့်အဲ့ဒါလေးပြောတာဖြစ်တယ်ပေါ့နော် That's why ယောဟန်ရဲ့အသက်တာကိုသိချင်တယ်ဆိုရင်ယောဟန်ရဲ့ငွေတဲ့မိဘတွေအကြောင်းကိုကျွန်တော်တို့သိဖို့လဲလိုတာဖြစ်တယ် အဲ့ဒါကြောင့်လူကာခန်းကြီး1အငယ်9ကနေ9ရှင်လူကာလူကာခန်းကြီး1ခန်းငယ်9ကနေ9မှာဆိုရင်ဒါကယောဟန်ရဲ့မိဘနှစ်ပါးကိုကျမတို့တွေ့ရမှာဖြစ်တယ်သိရမှာဖြစ်တယ်သူ့အကြောင်းဖြစ်တယ်ဆိုတော့အမှန်တကယ်တော့ယောဟန် oh sorry လူကာခန်းကြီးတခန်းလုံးကိုကျမတို့ဖတ်ရမှာဖြစ်နေပုံပေါ့ဒါပေမဲ့အဲ့ဒီထဲမှာမှာကျမအဓိက point out လုပ်ချင်တာက योहान ये अत्तकाओ ब्योरे खामा योहान ये मीवाली अत्तक अचाऊं उती से चलो ढियाले उस वजह करा के दे चमारो चुनौती आया ना युरादीगो सोया दो हेलो मेजी लच्छे अभिया देवे पिये साग्री मिशी दो तो ये प्रोहेत बाशी तू ही के मो आयो ब्योरे पिये तू अमीरा एलिश बाटी ထိုသူများတို့သည်ခြောက်ရပြားဤပညာတရားတော်မျိုးမျိုးတို့ကိုကျင့်ဆောင်၍အပြည့်တင်ခွင့်နှင့်လွတ်သဖြင့်ဘုရားခင်ရှိတော်၌ကြောက်မချင်းပါရမီရှိကြ၏အေလိရှဖတ်သည်ယုံတော်ကြောင့်သူတို့ဒီသားမရှိထိုသူများတို့သည်အသက်ရွယ်ကြီးရင်ကြ၏ဆိုတော့အောက်မှာဆက်ဖတ်သွားမယ်ဆိုရင်ယောဟန်ရဲ့အဖေကယေဘရဟိဖြစ်တယ်ယေဘရဟိဇာခရီဖြစ်တယ်သူရဲ့အမေကအေလိရှဖတ်သူတို့ဟာအသက်ကြီးမှဘုရားရဲ့ ရာဒိတ်တော်အဖြစ်သူဟာယောဟန်ကိုရရှိလာဖြစ်တယ်။ယောဟန်ကိုဖခင်ကဘေးထဲမှာတည်းရရွေးကောက်တာလို့ဆိုတော့သူ့အမေရဲ့ဘိုက်ထဲမှာဗသစ်တရီယူတဲ့အချိန်မှာတည်းကယောဟန်ကိုဖခင်ရွေးလာတာဖြစ်တယ်။အဲ့ဒီဖခင်တီးတဲ့ရွေးချယ်တာပြီးဆိုရင်ကျွန်တော်တို့သတိထားပါဖခင်မှာကျွန်တော်တို့အတွက်ရည်ရွယ်ချက်ရှိလာဖြစ်တယ်။ဒါကြောင့်ဒီနေ့ဒီမှာထိုင်နေတဲ့သူတစ်ယောက်ချင်းစကားကိုကျွန်မဒီနေ့ပါပြောချင်တယ်ဆိုတော့ကျမတို့မိသားစုထဲမှာကျမတို့တအူးတယောက်တည်းကပထမအူးဆုံးပြောင်းလဲတဲ့သူဆိုရင်ဖခင်မင်းကိုရွေးထားတာဖြစ်တယ်။ ဆိုတော့အဲ့ဒီရွေးထားခြင်းနဲ့အတူတူဖခင်ရဲ့ခေါ်ခြင်းကျွန်တော်တို့မှာရှိတာဖြစ်တယ်အဲ့ဒီအရာကိုကျွန်တော်တို့သတိထားဖို့လိုအပ်တာဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုကျွန်တော်တို့ပြန်ပြီးကိုယ့်ကိုယ်ကိုပြန်ပြီးတော့အာပြန်ပြီးစမ်းစစ်ဖို့လိုအပ်တာဖြစ်တယ်မိတ်ဆွေကမဲပထမဦးဆုံးမိတ်ဆွေရဲ့အမျိုးနွယ်ထဲမှာမိသားစုဝင်ထဲမှာပထမဦးဆုံးကိုကယေရှုဖခင်ကိုကိုကရရှိထားတယ်ဆိုလို့ရှိရင်အဲ့ဒီရရှိထားတာနဲ့အတူဖခင်ရဲ့ခေါ်ခြင်းကမိတ်ဆွေမှာရှိတာဖြစ်တယ်ဘာအတွက်ခေါ်လာလဲဆိုတာကိုယ်တိုင်ဖြေရှားမှာဖြစ်တယ် ဆိုတော့ယောဟန်ကိုဒီမှာဖခင်ကဘာတွက်ခေါ်ထားလဲဆိုတဲ့ဟာကိုကျွန်တော်တို့15 16မှာ15 16မှာကောင်းကြီးတမန်ကဇာခရိကဗိမ္မာန်တော်ထဲမှာသူယေပရဟိမ်အမှုကိုပြုပြီးတော့ယေပူဆိုတဲ့ချိန်မှာကောင်းကြီးတမန်ကပေါ်လာပြီးတော့သူ့ကိုစကားလာပြောတယ်အဲ15 16မှာယောဟန်ကိုဖခင်ယောဟန်ကိုကောင်းကင်ကမှာဘာပြောလဲဆိုတော့အကြောင်းမူကားထိုသားသည်ခြောက်ရပြရှိတော်မှာကြီးမြတ်သောသူဖြစ်လေပြီ သပိရေနေရမျိုးကိုမတော့ပဲနေ၍အမိဝန်ထဲကပင်တန်ရှင်သောဝိညာဉ်တော်လည်းပြေဝလိမ့်မည်ဣဒရေကမျိုးသားများတို့သည်များတို့ကိုဖျားခင်ထာဝရဖျားထံတော်သို့ပြောင်းလဲစေလိမ့်မည်ဆရာတကယ်တမ်းကြည့်မယ်ဆိုယောဟန်ကသူ့ရဲ့အတ္တကမှာတကယ်တမ်းပြောမယ်ဆိုသူဟာသခင်ယေရှုခရစ်တော်မပေါ်ခင်အာသခင်ယေရှုဖျားစေခိုင်းတဲ့အရာကိုမလုပ်ခင်မှာသူဟာ ခုနကကျွန်မတို့ဖတ်သွားတဲ့မတ်တဲခန်းကြီးသုံးထဲမှာဖတ်သွားတဲ့အချိန်မှာသူဟာလမ်းယေရှုသွားမဲ့လမ်းကြီးကိုပြင်ဆင်တဲ့သူဖြစ်တယ်။ပြောမယ်ဆိုသူဟာပထမဦးဆုံးလမ်းဖောက်ပေးတဲ့သူဖြစ်တယ်။အဲ့ဒီအတွက်ဘုရားရွေးချယ်ထားတာဖြစ်တယ်။ဒါကြောင့်တချို့လူတွေအတွက်ဘုရားကလေသင်ဟာပထမဦးဆုံးသင်မိသားဆိုတဲ့သင်ဟာလမ်းဖောက်တဲ့သူဖြစ်နိုင်တယ်။သင်ဟာသင်ရဲ့လူမျိုးအတွက်သင်ဟာပထမဦးဆုံးလမ်းဖောက်တဲ့သူဖြစ်နိုင်တယ်။ဒါပေမဲ့ပြောမယ်ဆိုရင်သူ့အနေနဲ့သူလုပ်ရတဲ့အရာက နောက်ဆုံးဒီ um sorry ဒီမတ်တဲခန်းကြီးသုံးမှာအောက်ကိုဆက်ဖတ်သွားမယ်ဆိုရင်အာယောဟန်ယောဟန်ပါပြောလဲဆိုငါကားတဲ့ယေရှုရဲ့ခြေနင်းတော်ကျိုးကိုမှချီးမိုးအတွက်ငါမထိုက်တံပါဘူးတဲ့ပြောမယ်ဆို तू ဟာ तू လုပ်တဲ့အမှုအတွက် तू ဟာ तू တအားကြီးနေတော့ तू လုပ်တယ်လို့ तू ဘာဆက်ကတခါမှမပြောခဲ့ तू ပြောတာပါလေနောင်တရကြနော်နင်းတို့ပြုတ်ကိုမင်းတို့နောင်လိုက်ရဖျားစီကိုပြန်လာပါလို့ဒါလေးပဲပြောခဲ့တာဖြစ်တယ်ပြောမယ်ဆိုလူအနေနဲ့ तू ជីជីကြက်ကြက်ဘာမှမလုပ်ခဲ့ लू नहीं रे लू नहीं ची ची मामा लो बा रे लो तम था रे यार तू हा मामा लो के दा बिमे तू हा भया ये खोली को पी सोंग से ने आ फिर देखा ले जा जमा लो सन जा रे जमा लो भया ये खो ची को पी सोंग मु द जमा लो आ ची ची जे जे लो मा लो थे महो बा मु तू हा यीशु मे यीशु तू ये भया खान ने मिशन को मसा के मा तू हा प्रथम ओ सो तखिन शु तो रे लान को पी सोंग के ने लो फिर आमेन सो दा गा योहान ये तथा ले जमा प्रथम ओ सोंग အာအကြောင်းအရာလေးနဲ့ပြောပြချင်တာဖြစ်တယ်။နောက်ဒုတိယလူတစ်ယောက်ရှိတယ်။အဲ့ဒီဒုတိယလူကတော့အမျိုးသမီးတစ်ယောက်ဖြစ်ပါလေ။ဆိုတော့အဲ့ဒါကဘသူရဲ့တက်တာလဲဆိုတော့ကျွန်တော်တို့ယောရှုမတ်စာခန်းကြီးနှစ်ယောရှုမတ်စာခန်းကြီးနှစ်ကိုအာကျွန်တော်တို့ဒူဒူဖတ်အောင်နော်။ယောရှုမတ်စာခန်းကြီးနှစ်ဖြစ်ပါလေ။ဆိုတော့အာနည်းနည်းလေးတော့ရှင်းတယ်။တိကနေကျွန်တော်တို့24ရက်ရှိရှိတယ်။တိကနေ24ရက်ရှိရှိတယ်။ဆိုတော့ကျေးဇူးပြုပြီးတော့ဒူဒူလေးတော့ကျွန်တော်တို့ဒူဒူဖတ်အောင်နော်။ 牛一打药收地，不收人家狗。七牛马，七只水驴驴，看那地里的黄牛都驮着，七只家驴驴马，他拉的车。土骡子驮的粮，拉来米西到。人家买马，一斗贵的离奇。米娜，车骡子，伊的牛，Susan 家，伊的羊，牛的车骡子。人家买牛，牛多贵，把地里的黄牛，七只家驴驴马，他拉的车。 ยังรีคอมเมนต์ที่ดียาค่ะอาจจะสีโดนลายเด็กเด็กเองก็วิ่งต่อตุโรโกะอันดอกรอดีจะวิ่งลงโกะสู้เส้นเชียงอาญาลาบิวอเมย์ดอนเดนเซโลเดียยาคดีโชตุเนียโกโก้ปัจจานเป็นบีมาจะมาสีโดนลุยเอาตีมาบารีโดยาเรอเบย์ยากาลาดีโกมติบาโมโชเยดกาเปย์เชนชิโดะค่ะตุโรดีทว่าตัวจ้าบารี အဘယ်ရတော့ထွက်သွားသည်ကိုမသိပါအလင်းမြန်လိုက်ကြတော့ဤကောင်းသည်ပါလိမ့်မည်ဟုပြန်ပြော၏ထိုသို့ဆိုသောထိုသူတို့ကိုအိမ်ပေါ်တို့တက်စေ၍အမိုးပေါ်မှဖြန့်ထားသောပိုက်ဆံယူထဲ၌ဝတ်ထားနေပြီမင်းတို့လည်းတို့သည်ယော်ဒန်မြစ်ကူးရလမ်းသို့လိုက်ကြ၏တို့ပြင်တို့ရောက်ကြပြီးမှတို့တကောင်များကိုပိတ်ကြ၏သျှော်တို့သည်မအိမ်မီမိမသည်သင်တို့ရှိရာအိမ်ပေါ်တို့တက်၍ सारा त्यागी तेलो आगी की वो पेड़ों बुचां को लगा तेलो को मारो चावल आजी वे तेलो चाव की दुबी का पावलो दी से के चाव को लगा चमाती लाई तेलो दी एक दुबी मार चला दो का एरो बिले वो सारा त्यागी तेलो आगी की था वो पेड़ों बुचां को लगा ยอรันนี่ก็ผ่านในเยติโลชิชิเชที่สีดออามอริชิมิชิโฮเมออนาโรไนเตโนปิโดฮูโกละกาจะโนโตจายาจาบีโทตะเตงโกจาดอคาจะโนโตดิเซเยเยเตโนจาวตะซงยอกดอตุญะเยยินชิเนตัตติอะลิมะจันจวินบา အကြောင်းကိုကတင်တို့ဤဖျားခင်ချာရာဖျားဤအထက်ကောင်းဤဘုံ၌၎င်းအောက်ရဲ့မြေကြီး၌၎င်းအစိုးရသောဖျားခင်ဖြစ်တော်မူ၏တို့ဖြစ်၍တင်တို့၌အကျွန်ုပ်ဂျမသည်ယေရှုပြုသောကြောင့်တင်တို့သည်ဂျမပေါ့ဖော်တို့ကိုယေရှုပြု၍ Jamamiba Giyama Mao Sashi Do Duro Ne Saigala Do Duro Ko Matare Ate Chanta Be Bama Khara Kya Go Tai De Yue Che So Cha Ba Man Do Lakhana Da Te Go Be Be Cha Ba Ho So Ne Cho Duro Da Aro Mu Go Ma Po Ba Ya Ne Te Ate Kha Aro Da Di Ama Khan Che Se Ro Iti Go Thara Kya Be Ro Mu Do A Te Na Te Sa Sa Yue Che Su Tu Mi Mu Me Kan Cha Yi Ya Bino ဆိုတော့အဲ့လိုလည်းကနလို့ဖတ်ပြပါတော့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒါအချင်းချုပ်တာရာခတ်ရဲ့အတက်တာကိုပြောပြတာဖြစ်တယ်ဆိုတော့ရာခတ်အတက်တာရာခတ်ဟာဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးသိကြတယ်ရာခတ်ကကောင်းတဲ့မျိုးသမီးတရားမဟုတ်ပါဘူးဒါလူရဲ့အမိနော်ဆိုတော့ तू ဟာပြည့်စုံတဲ့တရားဖြစ်တယ် तू ဟာပြည့်စုံတဲ့တရားဖြစ်တယ်ပြောမယ်ဆို तू ဟာမပြည့်စုံတဲ့သူဖြစ်တယ်လူပုံဝင်ခြင်းလူအတိုင်းဝိုင်းမှာ तू ဟာသူများလက်ညှိုးထိုးခြင်းခံထားတဲ့သူဖြစ်တယ်ဒါပေမဲ့ကျွန်မပြောချင်တာဖခင်ကကျွန်တော်တို့နှလုံးသားကိုကြည်ရတယ် ဘုရားနှလုံးသားကြည့်တယ်။ဘာဖြစ်လို့နှလုံးသားကြည့်လဲဆိုတော့ယာခတ်ကဒီဣသရေလလူမျိုးတွေဒီယေရုခေါမြို့ကိုလာတိုက်မယ်ဆိုတဲ့ဟာသူကသိပြီးသားဖြစ်တယ်။ဒါရင်မဟုတ်သေးဘူးဒီဣသရေလလူမျိုးကိုးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဘုရားဟာတကယ်အသက်ရှင်တယ်ဆိုတာကိုလည်းသူယုံကြည်တယ်ဖြစ်တယ်။ဒါကြောင့်ကျမ်းစာကပြောလဲဆိုတော့ကျမတို့ကယ်တင်ခြင်းရောက်ဖို့အတွက်ကျမတို့အကျင့်ကိုဘုရားမတောင်းဘူး။ကယ်တင်ခြင်းရောက်ဖို့အတွက်ဘုရားတောင်းတာကျမတို့ယုံကြည်ခြင်းကိုဘုရားတောင်းတာဖြစ်တယ်။ဆိုတော့ ဒါကြောင့်အိဖတ်ကန်ကြီးနေရှင်မှာလေတင်းဒီယုံကြည်တော်အဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းကိုရတာဖြစ်တယ်။ဒါကြောင့်ကျမတို့ယုံကြည်တော်အဖြစ်ကျမတို့ကောင်းသောသစိုးတစ်စက်မှမဟုတ်ဘဲနဲ့ကျမတို့ယုံကြည်တော်အဖြစ်ကျမတို့ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းကိုရပြီးတဲ့အခါမှာရရဖတ်ကို sorry ရခတ်ကိုဖခင်ကဘာတွက်ရခတ်ကလေတကယ်တော့ရှင်းရှင်းလေးပြောမယ်ဆို तू ဟာသူ့မိသားစုကယ်တင်ခြင်းရဖို့တော့ तू လုပ်ခဲ့တာဖြစ်တယ်။နံပါတ်1 तू ယုံကြည်တယ်။နံပါတ်1 तू ဟာယုံကြည်တယ်။ဘာယုံကြည်လဲ။ ဒီဣသရေလလူမျိုးတွေကိုးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဘုရားတကယ်အသက်ရှင်တယ်ပြီးရင်သူရဲ့ဒီဒီတဲမှာကျွန်တော်တို့ယောရှုတမဖတ်သွားတဲ့အချိန်ပဲပေါ့နော်ယော်ဒန်မြစ်ကြီးကိုဘလို့ခိုင်းချောက်စေခဲ့တာနော်ပင်လယ်ကြီးကိုဘလို့ဖြတ်ခဲ့တာအာမောရိလူတွေကိုဘလို့ရှင်းရှင်းဖြတ်စည်းခဲ့တာယာခက်ကအဲ့ဒါကိုကြားတယ်ကြားတဲ့အခါမှာသူယုံကြည်တယ်ဒါကြောင့်ကျမ်းစာပြောတယ်ကျွန်တော်တို့ယုံကြည်ခြင်းဆိုတာကြားနာခြင်းအဖြစ်ဖြစ်တယ်ဆိုကြတဲ့အခါမှာ तू ယုံကြည်တယ်ယုံကြည်တဲ့အခါမှာအဲ့ဒီရောက်တဲ့ तू ဟာယက်တည်တယ် ရိုးရိုးလေးပြောမယ်ယာခက်ယက်တီခဲ့တာယေရုခလုံးတော့မဟုတ်ဘူးယာခက်ယက်တီခဲ့တာသူမိသားစုဘက်ဖြစ်တယ်ဒါကြောင့်သူကဒီမှာစနစ်မှာသူပြောတယ်လေမင်းတို့ငါတရှုံနေအောင်ပြောတယ်မင်းတို့ငါဖွက်ထားတဲ့ဂျေစုကြောင့်လေငါရဲ့မိသားစုငါမိဘညီအမအကိုမောင်သူတို့တွေကိုလည်းကယ်ပေးပါလေသူတယောက်နဲ့လူဖို့တော့သူမတောင်းဘူးနော်သူမိသားစုအတွက်သူရိုးရိုးလေးသူယက်တီလာ မှာကျွန်မပြောမယ်ဆိုရင်ပြောချင်တာရာခတ်ကိုဖျားခေါ်တာသူမိသားစုပဲဖြစ်တယ်။တကယ်တော့ပြောလို့ဆိုရှင်းရှင်းဖျားသူ့ကိုရွေးကောက်တယ်။ဘာလို့ရွေးကောက်လဲ။ तू ကယုံကြည်တယ်။ तू perfect ဖြစ်နေလို့မဟုတ်ဘူး။ तू တိတ်အပြစ်ကင်းနေလို့လည်းမဟုတ်ဘူး။ तू တိတ်ပြီးတော့တော်နေလို့လည်းမဟုတ်ဘူး။ तू ဟာရိုး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 မျိုးသမီးအောင်ပေါ့နော်။ तू ဟာအပြစ်လုပ်နေတဲ့ပြစ်လက်စားမျိုးသမီးဖြစ်တယ်။ဒါပေမဲ့ तू ဘုရားကိုယုံကြည်တာဖြစ်တယ်။ဒါသူ့ရဲ့ယုံကြည်ခြင်းကချောင်းမချင်း ကဲတော့ဖရာမှတ်တယ်မှတ်တဲ့ခါမှာသူ့ဖရာရွေးပြီးတော့သူဟာသူ့မိသားစုအတွက်သူရက်တည်ဖြစ်ရက်တည်တဲ့ခါမှာသူဒီရှင်ရဲ့ကိုဖွက်ထားတယ်တကယ်တော့ပြောမှဆိုရင်ကျွန်တော်တို့စဉ်းစားမှဆိုဒီရှင်ရဲ့ကိုဖွက်ထားတာတကယ်တမ်းပြောမှဆိုအာတင်းငယ်တဲ့အလုပ်လို့ထင်ရတယ်နော်ဒါပေမဲ့ तू ဟာ तू အသက်နဲ့ရင်းပြီးတော့ तू အဲ့ဒီဒီရှင်ရဲ့ကိုဖွက်ခဲ့တာဖြစ်ပြီးတော့ तू မိသားစုကယ်တင်ခြင်းရဖို့အတွက် तू လုပ်ခဲ့တာဖြစ်ဒီမှာပြောတယ်အစ် sorry ယေရီခေါင်းမြောက်ရှိတဲ့လူတွေကတတိ လုံးဝမရှိကြတော့ဘူးသူတို့မှာရင်းရင်ချင်းတည်းအလင်းမကြံကျွမ်းပါဘူးကျန်းစာကပြောထားတယ်ဆိုတော့အဲ့ဒီအချိန်လေးမှာ तू ဟာသူ့မိသားစုအတွက် तू ဟာရိုးရိုးလေးဖိနှားကို तू ယုံကြည်ပြီးတော့ तू ရက်တည်ခဲ့တဲ့ခါမှာနောက်ဆုံးယာခက်အဖြစ်သူ့မိသားစုကတည်ချင်းရသွားတာဖြစ်အသက်ဘေးကနေလွတ်သွားတာဖြစ်ဒါကြောင့်ကျွန်မဒီမှာရှင်ထိုင်နေသူတွေကျွန်မအားပေးရှင်တခါလေကြာရင်ကျမတို့ကိုဘုရားခေါ်လာတာရိုးရိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်။ကာလီကြာရင်ဒီမှာခံနေတဲ့အမျိုးသမီးတွေ မိခင်နဲ့ကျမအားပေးခြင်းဘုရားကကိုသားသမီးကိုပြုစုနေရတာပြောမယ်ဆိုရင်ကို့အနေနဲ့ကြီးကြီးမားမားလုပ်တယ်လို့မထင်ကောင်းမထင်မိကောင်းမထင်မိလေဒါပေမဲ့စင်သာပါဒီနေ့ဘုရားစကားပြောနေပါတယ်ကျမတို့ကကြီးမြတ်တဲ့အမှုကိုပြုဖို့အတွက်ဘုရားဒီကနေစခိုင်းနေတာဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုကျမတို့ဂျုံကြီးပါအဲ့ဒါကိုကျမတို့အထဲထဲမှာကျမတို့ရာခတ်လို့မျိုး तू ဟာရိုးရိုးလေး तू မိသားစုတော့ပဲ तू ရက်တည်ခဲ့တာဖြစ်တယ် ဲ့အတူတူသူ့ရဲ့ညီအကိုမောင်နှမမိပါတယ်ကေကေချင်းရဖို့အတွက်အသက်ဘေးကနေလွတ်ဖို့အတွက်သူရက်တည်ခဲ့တာဖြစ်တယ်ဒါပေမဲ့နောက်ဆုံးရာခက်ကိုဖခင်ဘလောက်ကောင်းချီးပေးလဲသိလားဆိုတော့ကျမစမ်းကျမတို့စမ်းစာဆက်ပါမယ်အာရူနော်ရူတာဝုထုခန်းကြီး၄ခန်းငယ်20 20နဲ့ရူတာရူတာဝုထုနော် လူသားဟုတူခန်းကြီး၄ခန်းငယ်၂၀၂နှစ်နစဲနစနဲ့နစဲနစနဲ့ဆိုတော့โอเคဆိုတော့တွေ့ပြီဆိုရင်ကျမတို့အတူတူဖတ်မှာနော်ဆိုတော့အမိငတတာနာရှုံနာရှုံတာဆာလမုံဆာလလုံတာဘောဇာဘောဇာတာဩဘဩဘတာယေရှေယေရှေတာဒါဝိဒ် ဲ့လိုနဲ့ဆက်ပြီးတော့မတဲခန်းကြီးတိတ်ခန်းငယ်ငါမတဲခန်းကြီးတိတ်ခန်းငယ်ငါ၆ငါ၆ဖတ်ပါမယ်ဆာလမုန်ဒီမိမိခင်မိုးရာခတ်တွင်မြင်တော်သားဘောဇာဘောဇာဒီမိမိခင်မိုးယူသားတွင်မြင်တော်သားအောဘတ်အောဘတ်သားယေရှေယေရှေသားဒါဝိဒ်ဘင်ကြီးဒီပြောမချင်လားရာခတ်က तू आ ဆာလမုန်ဆိုတဲ့ ်ဣသရေလလူမျိုးစစ်သူကြီးတယောက်နဲ့သူကနောက်ဆုံးမှာလက်ထပ်ထင်းများခဲ့နောက်ဆုံးသူကနေပြီးတော့ဘာဖြစ်လဲဘောဇာမွေးတယ်ဘောဇာသာရဖျားကိုယုံနေတဲ့လူဖြစ်တဲ့အခါမှာဘောဇာသားအောဘတ်အောဘတ်သားယေရှေယေရှေသားဒါဝိဒ်ပြောချင်တာနောက်ဆုံးယေရှုခရစ်တော်ကသူ့ရဲ့မျိုးရိုးတွေကနေမွေးခဲ့တာပေါ့သူ့ရဲ့မျိုးရိုးကနေမွေးခဲ့ပြောမယ်ဆိုရင်ယာခက်ကဖျားကိုတီးတဲ့ဣသရေလလူမျိုးမဟုတ်ဘူးသူကခါနန်လူမျိုးဖြစ်တယ်သူကဣသရေလလူမျိုးမဟုတ်ဘူးသူကယိုးယိုး လူတော်မဟုတ်ဘူးတကယ်အပြစ်နဲ့ပြည့်နေတဲ့အပြစ်သားပြည့်နေစားတယောက်ဖြစ်တယ်ဒါပေမဲ့ तू ယုံကြည်တဲ့အခါမှာဘုရားကို तू ယုံကြည်တဲ့အခါမှာဒီအသက်ရှင်တဲ့ဘုရားကိုယုံကြည်ခြင်းအပြင်ကျွန်တော်တို့ကကယ်တင်ခြင်းရတယ်လို့ယုံကြည်ခြင်းအပြင်ဘုရားခိုင်းတဲ့အမှုကိုကျွန်တော်တို့ပြည့်စုံနေတာဖြစ်တယ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေကိုကျွန်မဒီနေ့အားပေးချင်တာဘာအားပေးချင်လဲဆိုတော့ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေကျွန်တော်တို့ရှိနေတဲ့အခြေအနေเนาะ နောက်ဆုံးကျမတို့ပြောမယ်ကျမတို့မြန်မာပြည်သူပြည်သားတွေအခုချိန်မှာဆိုတော်တော်များများကျမတို့နိုင်ငံရဲ့ကြောက်ကျမတို့အခြေအနေတွေကြောက်ကျမတို့စိတ်တက်ကြညှော်လင့်ချက်တွေမဲ့အိမ်မက်တွေပျောက်သွားတယ်လူငယ်တွေတော်တော်များများအိမ်မက်တွေပျောက်သွားတယ်နော်ဘာဆက်လုပ်ရမလဲမသိတော့ဘူးဘာတွေဖြစ်မလဲမရေရာတော့ဘူးမသိချာတော့ဘူးမှန်တယ်ကျမပြောမယ်နောက်ဆုံးကျမဒီနေ့မှာမပြောချင်လို့ဆိုဖခင်ကျမတို့ကိုရွေးချယ်ပြီးဖခင်ခေါ်ထားခြင်းအတွက်အဘယ်ရာကမှအဲ့ဒီရာတွေအားလုံးကိုရက်တက်မှာ အာမင်ဆိုတော့ဒါကြောင့်ဒီနေ့ဒီမှာခံနေသူငယ်လူငယ်တွေလူကြီးတွေအကုန်လုံးကျွန်မဒီနေ့ပြောချင်တာအတိအကျပြောချင်တာကျွန်မတို့ကိုဖျားခေါ်ထားခြင်းအတွက်လေကျွန်မတို့ရဲ့နိုင်ငံရေးရလေမရက်တတ်ဘူးเนาะကျွန်မတို့မိသားစုကလည်းမရက်တတ်ဘူးဒါပေမဲ့ကျွန်မတို့ယုံကြည်ခြင်းနဲ့ရှောင်ရမ်းဖို့လိုလို့ဆိုတော့အဲ့ဒီအတွက်ကျွန်မတို့စိတ်တက်ကြလို့မရဘူးအဲ့ဒီတော့ကျွန်မတို့မျော်လင့်ချက်ပြောင်းသွားလို့မရဘူးအဲ့ဒီတော့ကျွန်မတို့ရက်တန်သွားလို့မရဘူးဖျားကကျွန်မတို့ကိုရွေးချယ်ထားတာဖြစ်ရွေးချယ်ခြင်းနဲ့တူတူသူ့ရဲ့ calling ဆိုတာရှိတယ် ဲ့ဒီ calling ကိုပြည့်စုံဖို့အတွက်ကျွန်တော်တို့ဘုရားခိုင်းတဲ့ຢာကိုကျွန်တော်တို့ရိုးရိုးတာတာလေးလှုပ်ဆောင်ဖို့ဖြစ်တယ်။ဆိုတော့အဲ့ချိန်မှာဘုရားကကြီးမြတ်တဲ့အမှုကိုဘုရားပြုတော်ဖြစ်တယ်။အာမင်။ယာခတ်ဟာသူ့ရဲ့မျိုးဆက်ကနေကယ်တင်ရှင်ဝေးပွားဖို့အတွက်သူတစ်ခါမှဆန္ဒပြုခဲ့မှာမဟုတ်ဘူး။သူတော်သိမှာမဟုတ်ဘူး။ဒါပေမဲ့ဘုရားပြုတဲ့အမှုကကြီးမြတ်တာဖြစ်တယ်။အာမင်။အဲ့လိုဘုရားပြုတဲ့ကြီးမားတဲ့အမှုကိုပြုဖို့အတွက်ကျွန်တော်တို့ရဲ့ပြည့်စုံခြင်းဘုရားမတောင်းဘူး။ ကျွန်တော်တို့ယုံကြည်ခြင်းမှာဖျားတောင်းတာဖြစ်တယ်။အာမင်။ဆိုတော့ဒါကြောင့်ဒီမှာရှိတဲ့သူတွေကိုကျွန်မအားပေးချင်ပါတယ်။ယုံကြည်ခြင်းတစ်ခုသာရှိပါလား။ကျမ်းစာဒီတိုင်းပဲပြောတာဖြစ်တယ်။ကျွန်တော်တို့ယုံကြည်တယ်ဆိုရင်အချင်းကြီးတွေကကျွန်တော်တို့ကိုမကန့်တတ်နိုင်ဘူး။အာမင်။ဆိုတော့ဒီမှာရှိတဲ့သူတွေကိုနောက်ထပ်ကျွန်မထပ်ပြီးပြောချင်တယ်။ဖျားကကျွန်တော်တို့ကိုကြီးမားတဲ့အမှုထွက်ခေါ်ထားတာဖြစ်တယ်။အာမင်။သူ့ရဲ့ calling ပြည့်စုံမှုအတွက်ကျွန်တော်တို့ဖြစ်ချင်းတွေကမတားဆီးနိုင်ဘူး။ကျမတို့ဘသူဘယ်ဝါရဲ့သာသမီဖြစ်တာတွေကမတားဆီးဘူး။ ကျမတို့ဘလို့အခြေအနေတွေဖြစ်နေပါလဲဆိုတာမတားဆီးဘူးပြည်ကစားဖြစ်ခြင်းကရာခတ်ပေါ်မှာဘုရားခေါ်လာတဲ့ခေါ်ရင်းပြည့်စုံဖို့အတွက်အဲ့ဒါမတားဆီးနိုင်ဘုရားကျမတို့နှလုံးသားကိုကြည်အောင်ဖြစ်တယ်ဒါကိုကျမဒီမှာရှိတဲ့ညီကောင်မတွေယုံကြည်သူညီကောင်မတွေကိုကျမဒီနေ့အားပေးချင်ပါတယ်အဲ့ဒီအတွက်ကျမတို့စိတ်လုံးရှာရအောင်အဲ့ဒီအတွက်ကျမတို့ focus ထားရအောင်အဲ့ဒီရာကိုကျမတို့ focus ထားရအောင်ကျမယုံကြည်တဲ့တချို့ဒီမှာထိုင်နေသူတွေဘုရားကတင်းတို့ရဲ့လူမျိုးတွေကိုဘုရားခေါ်လာတာပဲ တချို့ဒီမှာထိုင်နေသူတွေဘုရားကတင်တိုင်းနိုင်ရင်တော့ဘုရားခေါ်လာတာဖြစ်နေတယ်။အာမင်။တချို့ဒီမှာထိုင်နေသူတွေတင်ရင်မိသားစုကဘုရားခေါ်လာတာဖြစ်နေတယ်။အာမင်။အဲ့ဒီအတွက်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့လမ်းရအောင်။ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ရှေ့ဆက်ရအောင်လို့ကျွန်မပြောချင်တယ်။နောက်ဆုံးကျမ်းစာတစ်ပိုက်ဖတ်ပြီးကျွန်မဆုံးသက်ချင်တယ်။အဲ့ဒါယောဟန်ခန်းကြီး၁၅ခန်းငယ်၁၆ဖြစ်ပါလေလို့ရှင်ယောဟန်ကိုယ်ခန်းကြီး၁၅ခန်းငယ်၁၆ဖြစ်ပါလေ။ ွဲ့ပြီးဆိုရင်ကျွန်တော်တို့တူတူဖတ်ရအောင်နော်ရှင်ရကိုရင်ခန်းကြီး15ခန်းငယ်16တင်တို့ဒီငါကိုရွေးကောက်ကြသည်မဟုတ်ငါသည်တင်တို့ကိုရွေးကောက်သည်ဖြင့်တင်တို့သည်တွား၍တည်ကြည်သောတီးကိုတင်းမြေကြောင်းနှင့်ငါနာမကိုအမိပြု၍ခမီးတော်မှာတောင်းတပြတော်ကိုရမည်ကြောင်းတင်တို့ကိုငါခံထား၏အာမင်ရောက်ဆွဲပြတ်တဲ့ကောင်းချီးပေးပါစေအာမင်